ကြာငိုးရပြီဆိုရင်ပြီးသွားတာညီဝင်းနေရဒီရစိမ့်ဆိုးပြီးတော့ခုတော့ခုကနေပြတ်တော့မှာခေရဲ့ကျွေးတယ်စေးတယ်ကျွေးတော့ဥတည်မတရားကြည့်အောင်ကြည့်အဲ့ကြတော့အရသာလုံးဝမရှိဘူးဒါကြတော့အရသာစားကြည့်ဒါတပါဝါဘာဆေးမှာလေမွားယူကြည့်ရတယ်မှာလေမွားနေရတာလာလာလာညီမအောင်ကြောင့်ဝါသားရတယ်လာညီတို့ ိတ်နှက်တဲ့မြေခွင်းနဲ့မြေချောင်းအင်းအနေနဲ့တဘာဝအလှတွေကိုတွေ့မြင်ရတာကတော့မိုးရွှေမှာခီးသွားတဲ့အချိန်ခါပဲဖြစ်ပါတယ်။လွေရသည်မှာခီးသွားတော့မှာပတ်ဝန်းကျင်တစ်လျှောက်လုံးက၆သွေးနေတဲ့မြေခွင်းတွေကနေရုတ်တရက်စိတ်လက်ဆူပြေတဲ့မျက်စိအေးစီတဲ့မြေခွင်းတွေကိုမြင်တွေ့ရတာကတော့မိုးဝသည်ခီးသွားတဲ့အခါတွေပဲဖြစ်ပါတယ်။ဒီလိုမြေခွင်းတွေကိုရေကူးပြသဖို့အတွက်ရေကူးတိုက်ကနေပကိုးတိုက်ဒေသအတွင်းမှာရှိတဲ့ကောဝမြို့နယ်ဘက်ကိုသွားရောက်ခဲ့တဲ့ခီးစဉ်လေးကိုဒီတစ်ပတ်မှာဖော်ပြပေးမှာဖြစ်ပါတယ်။ ကဝါမြို့ကိုသွားမယ်ဆိုရင်ရန်ကုန်ဘကိုးလမ်းမကနေပြီးတော့အင်းတကောမြို့တာဆုံကနေတာဘက်ကိုချုပ်ရင်အင်းတကောထုံကြီးတာဝလမ်းအားလည်းသွားနိုင်ပါတယ်။အဲဘကိုးကလည်းစစ်သွားလို့ရပါတယ်။ဘကိုးကသွားမယ်ဆိုရင်ဘကိုးတက္ကလာအုံနဲ့ကဝါလမ်းသွားလို့ရတယ်ပေါ့နော်။အဲဒီနေ့ကကြတော့ဒီရန်ကုန်က နေပြီးတော့အင်းတကောအင်းတကောကနေပြီးတော့အင်းတကောထုံကြီးကဝါလမ်းကိုသွားမယ်။အပြန်ကတော့ဒီဆဆုတ်ကပြောတဲ့ဒီတက္ကလာအုံနဲ့ကဝါလမ်းနေပြီးတော့ဘကိုးကနေပတ်ပြီးတော့ပြန်မဖြစ်ပါတယ်။ ဗကုံးမြစ်ပေါ်မှာဖြစ်ပါတယ်ဒီဗကုံးမြစ်တံတားကိုဆောက်လုပ်ပြီးတဲ့အခါမှာတော့ရန်ကုန်နဲ့ဒီကဝါကလမ်းဘက်ဆက်သက်အကောင်းမွန်လာခဲ့ပါတယ်ဒီတံတားမရှိတော့ကရန်ကုန်နဲ့ဒီကဝါကတ်လျက်တည်းရှိပေမဲ့လမ်းဘက်ဆက်သက်ကတ်ခဲနေတဲ့မျိုးမျိုးဖြစ်ခဲ့ပါတယ်တကယ်လို့ဒီကဝါနဲ့ရန်ကုန်သွားခြင်းနဲ့ဆိုဒီဗကုံးမြစ်ကနေပြီးတော့တမန်စီးပြီးတော့သွားခဲ့ရတာဖြစ်ပါတယ်အခုကဒီ တ်ကော်ပလေဖလေးဖရားယူသွားမယ်လမ်းမှာပေါ့နော်ဟိုမှာဟိုလမ်းမြန်ဒီကင်မရာထဲမှာတော့မမြင်ရဟိုမှာပလေးဖရားယူလမ်းမြန်ရဟိုဘက်မှာမိုးကနေဖရားပေါ့နော်မိုးကနေဖရားလည်းဘလော့တပုတ်မှာရိုက်ထားဘူးလားရှိပါတယ်ဒီမှာလမ်းမြန်ရောဒီကတော့ကင်မရာထဲမှာတော့မမြင်ရဘူးလေအပြင်မှာတော့ထုံးဖြူဖြူလေးနဲ့လမ်းမြန်နေရတယ်ပေါ့ဒီလမ်းလေးကလည်းအရန်ဟိုတာရပါတယ်ကဲမကြခင်စိုက်ဘက်ကော်ဖရားယူရောက်ပါတော့ 远古。Yeah, အတိပဲကမွန်ပါတာစကားနေစင်းသက်လာတာဖြစ်ပြီးတော့လင်းမီဆွဲလို့အတိပဲရပါတယ်လင်းမီဆွဲရှိတဲ့အရက်မှာရွာတီခဲ့တဲ့အတွက်ကဝါလို့အမည်တွင်ခဲ့တယ်လို့သိရှိရပါတယ်အခုဒါကဖလေးကြီးရောမှာရှိတဲ့ချိန်မက်ကိုဖျားကြီးတို့သွားနေတဲ့လမ်းပေါ်မှာပဲဖြစ်ပါတယ် ေးလေစာဥမစားရတာပါဖတ်ထမင်းလေးပါစက်ပေါ့လေးရောစားလို့ရတယ်ဒီကမှာပါအောင်ပြန်ပါခဏနားလိုက်လက်အိမ်နဲ့စားမှမရပါဘူးချက်ပေါက်ကရမှာဆိုတော့အဲ့ရော့လက်အိမ်ရော့မီးရောလာချက်ပေါက်နေစားပြီဆွဲပြီစားစားမဆိုတင်ပါနဲ့မင်းမဆိုင်နဲ့ငယ်လေးခမင်းဘူးလေးချက်ကျော်ဟဲ့ တို့ရဲ့ဖုန်းနေဒါကဒီဖလေးဖရားကြီးကစိုင်လေးတွေမှာရှိရလက်ဖတ်တော့ပါเนาะဒါလေးဝယ်စားရပါ inside မြန်မာလေးเนาะအဆုံချောက်တော့မှာပါအခုဖူးမြော်နေရတဲ့ကြိုက်မက်ကော်စီဒီကိုဖလေးဖျားကြီးလို့လည်းခေါ်ပါတယ်ဖလေးရောင်မှာတရှိတဲ့အတွက်ဖလေးဖျားကြီးလို့လည်းခေါ်ဆိုတာဖြစ်ပါတယ်ဒီစီဒီကမြန်မာနိုင်ငံမှာစတုဒ္ဒပြောင်ညံတော်အမြင့်ဆုံးစီဒီတစ်စုလည်းဖြစ်ပါတယ် ဒီဖះကုန်းတော်မှာဒီတက်တန်းရစ်စကပြူပင်ကြီးတပင်လည်းရှိရပေါ့နော်အဲ့အပင်ကြီးကနှစ်ပေါင်း၁၀၀ကျော်ပြီလို့လည်းသိရပါဗျ။နောက်တစ်ခုရှိရကဒီဖလေးဖះကြီးတရှိရကုန်းတော်အောက်ကနေပြီးတော့စကိုင်းကလေးပြည့်ရွေကျော်ကဖြတ်သွားတယ်လို့သိရပါဗျ။ ်ကော်ဖလေးဖျားရနေပြီးတော့ဒီအုံနေဘက်ကိုဆက်ပြီးတော့သွားမယ်ပေါ့နော်ဒီကဝအုံနေလန်အတိုင်းပဲကားကိုဆက်ပြီးတော့မောင်းလာတာဖြစ်ပါတယ်နောက်ထပ်15မိနစ်လောက်ဆက်ပြီးတော့မောင်းလာမယ်ဆိုရင်ဒီဘယ်ဘက်အချမ်းမှာနှစ်ပေါင်း100ကြော်တက်တန်းရှိတယ်ကုတိနာယုံဖုရားကို ရောက်ရှိမှာဖြစ်ပါတယ်ဒီကုတိနာယုံဖုရားကဖုရားတက္ကကြီးဥွှေရံဒေါကလီတို့က 1285ခုနှစ်မှာတည်ခဲ့တာလို့သိရပါတယ်။ဒီဖျားကျောင်းဝင်းထဲမှာပေါ့နော်။ဒီဗုဒ္ဓဝင်ဗုဒ္ဓပြည့်စင်တွေကိုရုပ်လုံးနေနဲ့ထုပြီးတော့ပူဇော်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။အခုဆိုရင်နှစ်ပေါင်းတက်တန်းတရာကျော်ပြီဖြစ်တဲ့အတွက်ဒီကဝအုံးတဲ့ဘက်ကိုရောက်ပြီဆိုရင်ဒီကုသနာယုံဖရာเจ้าကိုလည်းဝင်ရောက်ပြီးတော့ဖူးမြော်ဖို့တိုက်တွန်းကြပါတယ်။ မောင်းလာရင်လည်းအရှိမလမ်းဆောင်လေးလမ်းခွဲလေးတစ်ခုကိုရောက်မှာဖြစ်ပါတယ်ဒီညာဘက်ကိုသွားမယ်ဆိုရင်ဒါကခရဲ၃ဘတ်တော့တက်ကလာအဲ့ရနေပြီးတော့ဒီတလင်ဘတ်ထီကိုပောက်တယ်ပေါ့နော်ဒီဘဲဘက်ကိုသွားမယ်ဆိုရင်တော့ဒါကတနက်ပေဘက်ကိုရောက်မှာဖြစ်ပါတယ်ဒါကြောင့်အခုချိုးခွေလိုက်တဲ့လမ်းကပကိုးခရဲ၃ဘတ်လမ်းပဲဖြစ်ပါတယ် အခုဒီလမ်းမြင်လေရတာဒါခမဲပင်ပူပူကြီးရှိတဲ့နတ်နန်းရှိတဲ့နေရာပေါ့နော်ခမဲပင်ပူပူကြီးနတ်နန်းကိုကြာတော့လေ vlog တစ်ခုမှာရကုပြတ်တာပူပါတယ် ဒီကဝါမျိုးနဲ့တခွေလုံးဟာမြေပြက်ကွင်းဖြစ်ပြီးတော့စပားအကြီးကျယ်စိုက်ပျိုးတယ်လို့သိရပါတယ်။ဒီပဲခူးတိုင်းမှာဆိုရင်ဒီကဝါကစိုက်အေကအများဆုံးဒေသဖြစ်တယ်လို့လည်းသိရပါတယ်။ကဝါမျိုးနယ်ကစစ်တားမြစ်နဲ့ပဲခူးမြစ်ကြားမှာတည်ရှိပါတယ်။ပင်လယ်ကမ်းခြေနဲ့နီးကပ်တဲ့နေရာတွေမှာစားချက်လုပ်တယ်လို့လည်းသိရပါတယ်။ကဝါမျိုးကထင်ရှားရဆိုရင်လွယ်အိတ်နဲ့ခြေလုံးကြီးတွေဖြစ်ပြီးတော့ကဝါလွယ်အိတ်ဆိုရင်လူတိများတယ်လို့သိရပါတယ်။ ဒီလမ်းတစ်လျှောက်မှာဆိုရင်လည်းငားမွေးမြူရေးလုပ်ငန်းတွေဘဲမွေးမြူရေးလုပ်ငန်းတွေကိုအများကြီးလုပ်ကင်ကြတာကိုတွေ့မြင်ခဲ့ရပါတယ်ဆိုင်ပြိုးရေးလုပ်ငန်းတွေ၊ဘွဲမွမြူရေး၊ငားမွမြူရေးလုပ်ငန်းတွေရှိတဲ့အတွက်ကြောင့်လည်းဒီပတ်ဝန်းကျင်ဒေသမှာနေထိုင်တဲ့ဒေသခံတွေဟာအလုပ်ကင်မရှာပါဘဲနဲ့ငွေကြေးရေးအသင့်အသင့်ကောင်းမွန်ကြပါဗျာ။ အခုဒီမှာလမ်းမှာဘဲဝင်ဝင်ရပါတော့ဘဲဥတလုံးကို900ကျပ်ပါကြီးပါတယ်ဘဲဥရုံးမှာ900ပါတော့ဒီကဥဒီကဘဲကြံဝင်ကြည့်လို့ရတယ်ဆိုလို့ဘဲကြံလေးချက်ဝင်ကြည့်မယ်အောက်မှာရေတွေနဲ့မှာဘဲကြံမကြီးသူတို့ခုခဏနေလွတ်တော့မှာရေရဲ့တဝက်စရဲ့တဝက်စရဲ့နေရဟိုဘက်ကတနက်ပြီသူဒီဘက်ကဟိုဘက်ကတနက်ပြီ 哦，好巴嘎在那边。他这个马蹄，好巴嘎干嘛噻？干嘛噻？好个。他话多少？格兰赛路了可嘞？格兰？哦，好个。我这格兰赛路了可嘞。哦，好。冇别的物件有冇啦？然后别的。哦，第二个噻。哦，好。都乌的乌的，你来不老老远。你来乌啊？我到了，可能是十岁了乌的。哦，可能是十岁了，好好。那爷爷路边啊，北京路路边啊。那家路是华的，可能哪一路路边的？好。我哪一路边多呢？人家家路是俺哪一路路边的？ မိုးချောက်တော့တက်ပေါ့တက်ဟုတ်ဟုတ်ဒီအမတို့ဒီဒီတချံဒီချံမဲလားဩကိုကိုပိုင်ပဲမွေးတာကိုပိုင်ပဲတနိုင်လေးပဲမွေးတာကန်းငှားထားတာကန်းငှားနေဩလေးနှစ်ဆိုဘုရားမတော်ကကြက်လောက်တာကြက်ကလေးခွက်ခွက်လာရှုံသွားမကြဲလို့လားမဟုတ်မသိဘူးကြက်ကလေးအဲကုမ္ပဏီနဲ့လောက်တာပဲကုမ္ပဏီနဲ့လောက်ရင်တော့ကြက်ကဘယ်လိုဖြစ်မှန်းမသိပတ်တိုင်းလို့ရောရတယ်โอ้ลาไรตรุเย็บ45เย็บตะขาบ่ตะตุตรุทุบทุบยาวรู้สิยินชินล่ะสุยอกอ่ะพี่ နောက်ဆုံးတော့မှကိုသိန်းရောက်ရလာရ။ဩဟုတ်။မှတ်တယ်ဒီလေးနှစ်ကိုဖားရင်ကဘလောက်ဘလောက်ဘလောက်ရှိတယ်။တစ်နှစ်ကိုသိန်းစိတ်။ဩတစ်နှစ်ကိုသိန်းစိတ်ဟုတ်ကဲ့ဟုတ်။ဩအမတို့လုံနေဘယ်နှစ်လောက်ရှိပါလဲ။လေးနှစ်ရှိပါ။လေးနှစ်ရှိပါ යි ဟုတ်။အခုအဆင်ပြေလား။ဒီဘဲလေးနဲ့တော့အခုမစိုးလို့ခေါ်မှာဘဲကအခုမှတင်ထားတာ။သူကဘဲတင်တာ2လလောက်ပဲရှိသေးတယ်နော်။ဖဲတင်တာ၃လပဲ။ဟိုပိုက်တဲ့အိတ်ကို2တန်းဆိုတော့၉တန်းခွဲဟိုဟိုတဲမှာဘယ်လိုပြောမလဲ။နည်းနည်းဟိုက ီနေ့2000တဲကြီးကိုပစုံနဲ့ပွက်တဲကြီးကို2000ပစုံဘွဲက2000ထဲထားသူတို့150တနေ့4000လောက်ကောင်းတာပေါ့ဟိုအစာဘိုးဒီ4000လောက်ကောင်းနော်အစာဘိုးဒီ4000လောက်ကောင်းတယ်အရင်နေ့ကမနေဘူးနော်อืมရင်းနေ့ကလည်းမနေဘူးလောက်ကတာအဲ့တော့အမောက်ပြန်ရတော့ပြန်ရတော့ခု90 80ရောက်ရအောင်ရောင်းတာလက်လီကြတော့ခု900ရောင်းတာပေါ့နော်ဒိုင်သားသွင်း480ခါကြလဲအိုဒီမဥကြီးနဲ့ကြီးတယ်လို့သိရင်လည်းသိတယ်လို့ပေါ့မမှန်ဘူးပေါ့ဟုတ်ဟုတ်ဟုတ်အဲ့လိုအဲ့လိုမျိုးဟုတ်ဟုတ်ဥကြီးကလက်လီကြတော့900ရောင်းလိုက်တာဟုတ်ကဲ့ဟုတ် အဲဒီနေ့ဥဥကြဝါဒဒီနေ့ဆို60ပဲဥတယ်သူဘယ်နာဥကြအဲ့မလေးချက်မောအဲ့ကောက်ရိုးတွေလုတ်ပေးထားတယ်လေကောက်ရိုးတွေလုတ်ပေးထားတာရေတဲ့ဥရောရေတဲ့တော့မဥကြဘူးအဲ့ဒီနေ့သူတို့လွတ်တဲ့ခါကျကိုကအနောက်ကသတိလေးနဲ့ရှောက်လိုက်အဲ့လိုကိုင်းကြုံနေတယ်မှာ లై ဥတယ်အဲ့မျက်ဖုတ်တွေထဲမှာဥတယ်အဲ့ကိုက లై ကောက်ပေါ့ကိုက်ကောက်အဲ့လိုမျိုးဟိုဟာလေးလာလာမညာဟိုဟိုကြောက်ဘဲဥထဲတာလေးမဟုတ်မဟုတ်အဲ့နှလုံးပဲရှိတယ်ညာမှာအဲ့ဆိုရင်28ကျော်လောက်ယူလိုက်မယ်ဒါကြတော့အမှွာဘူးလေ อ๋อหมอบู้สว่าบ่รู้เปียวจิอะแท้มาอะนิด2คู่อ๋อ อ๋อလူဆိုရမွာနှမ်းနေလို့ပေါ့နော်ကလေးလူပေါ့မွာပေါ့မလေးအမွာကြီးဟာတဲ့အမလေးအမွာကြီးခရာဓာတ်ရဲ့အကြီးလေအဲ့ဒါဆို600သူကကီလိုလုံးနဲ့ဖြစ်သွားပြီလေသူက 21kg နဲ့ 22kg နဲ့သူက kg နဲ့ခေါ်တာလေဩဟုတ်ကဲ့သူကသူ့ဆိုင်နဲ့သူရှိရပါနော်ဆိုင်နဲ့သူ ဒါဆိုရင်20 21ဟုတ်ဟုတ်ကဲ့လို့ပွင့်ကြောင်းတာပေါ့နော်ပွင့်အောင်ကြောင်းတဲ့ခါကျတော့အနှစ်ကအရသာရှိတယ်ဟုတ်တို့ဘက်ကမွေးတဲ့ခြံတွေကကျတော့တို့ကခြံပေါ်တွေမွေးတာဟုတ်ဆေးတွေကျွေးတယ်ဆေးတွေကျွေးတော့ဥတည်မတရားကြည့်အောင်ကျွေးအဲ့ကျတော့အရသာလုံးဝမရှိဘူးအိုးဒါကျတော့အရသာဆိုင်တယ်ဒါတပါဝဘာဆေးမှမပါဘူးဟုတ်ကဲ့ကိုကကိုကိုယ်တိုင်ကြောင်းတယ်လူငါလည်းမဟာဘူးငါကကြီးလည်းဘူးတင်းဖြစ်လို့မဟာဘူးကိုမိသားစုဒါမိသားဒါသမီးဒါလည်းတော့ကျုပ်လေးနော်ဟုတ်ငါအင်းရောက် သူကျဲဦးကသူကတင်းထားမှဒုတိယတင်းတာတင်းကြတယ်ဟောအဲ့ရတီးရလားအော်အဲ့ရတွေရောက်လာတယ်အတီးရောဟုတ်ဟုတ်ဖွက်တာမဟုတ်ဘယ်ရတော့နေဖွက်ဖွက်ကြဖွက်လေလုံးလေလုံးဆေးပြီးအခုဝဲသွားယူတယ်ဟုတ်ကဲ့တက်ကောမောင်းတော့ပြန်လုံးနေဟာလုံးဟာလုံးကျေးဇူးတော်ပဲကျေးဇူး ော့ဝင်ပြီးဖြစ်ပါတယ်ဒီတနက်ပင်မြို့ကနေပြီးတော့ဘကိုးမြို့ကိုဆက်ပြီးတော့သွားမှာဖြစ်ပါတယ်ကြိုက်မက်ကော်ဘုရားကြီးကနေပြီးတော့ဘကိုးမြို့ထိဆိုရင်ဒီ15မိုင်နဲ့မိုင်20ကြားလောက်ရှိပြီးတော့အထင်အားဖြစ်ဆိုရင်နိုင်ဝက်လောက်ကောင်းမောက်ခဲ့ရတာဖြစ်ပါတယ်ဒါကဘကိုးမြို့ကနေမကြီးရှိမော်တော့ဘုရားကြီးကိုလည်းဝင်ရောက်ဖူးမြော်လိုက်ပါသေးတယ် ဖရားကိုရောက်ပါပြီရှစ်သားလျောင်းဖရားဖရားဈေးတန်းလေးကလည်းစီနေရပေါ့เนาะတကယ်တနင်္ဂနွေဆိုတော့ဖရားပူကြီးကလည်းအများကြီးဖရားပူရင်နေနဲ့အခုဈေးတန်းလေးကိုတစ်ချက်ရိုက်ပြပေးပါမယ်ရှစ်သားလျောင်းဖရားဖရားဈေးတန်းလေးပေါ့เนาะဒါတော့ပြန်ကောင်းပါဘိုင်းဝဲမှာလဲမှာဒီမှာမြေုပ်စုံလေးတသေးလေးရဲ့ချစ်ဖို့ကားဆိုတာချင်းမလို့ဆိုမြေုပ်စုံတခြားကမကြည့်ရဘူးလားငချင်းတို့ချင်းတို့ငဖဲရတော့မြေဝင်နေကြတယ်

ရရုပ်စုံနေကွာရရုပ်စုံနေဟိုကနေဒါလည်းဟိုရုပ်နေနဲ့ထောင်းလို့ဘာလို့ထောင်းလို့တဲ့နေတွေပါဖြစ်ဟိုဒီရည်ချစ်ဖို့လည်းကောင်းလှတယ်လှတယ်ရုပ်လုံးဝင်ရတာယူဆောင်တခါတခါယူဘယ်လိုရောင်းလဲအဲ့ဒါ9000မှာယူမှာလားဘယ်လိုရောင်းလဲကြည့်ကြည့်ဘူးကြော်လိုရောင်းလဲ၄000ဘူးကြော်ဒီကောင်က၄000ပြည့်ကြော်ပေးမှာမလားအမှုပေးတယ် 九九。Jo jo ဖြစ်တယ်။ Okay အဆုံးပြတ်ပြီ အကျော်တန်လေးရတာလဲကူးမျိုးက50ကြီးဖရားရှိမှာပေါ့နော်အကျော်ဆိုင်လေးပေါ့နော်အများကြီးပဲရှိတာအခုဒီမှာအကျော်5000ပို့အများကြီးပဲ でよね